ကြမ်းဖက်စစ်တပ်ကိုတော်လန်တက်ခတ်နေတဲ့တပ်ဖွဲ့ဝင်တွေအလုံးအနေနဲ့မိမိဒေသတစ်ခုတည်းလွတ်မြောက်ရေးတဲ့ပြည်တော်စုတဝန်းလုံးလွတ်မြောက်ရေးကိုမဖြစ်မနေထည့်သွင်းစဉ်းစားလုပ်ကြကြဖို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခန်တန်းကတိုက်တွန်းပြောဆိုလိုက်ပါတယ်။လွင်ဘာလာကိုယ့်ရဲ့နေ့ကကျင်းပပြုလုပ်တယ်ရန်ကုန်လွှတ်တော်တသမအကြိမ်မြောက်အစည်းအဝေးအခမ်းအနားမှာအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ကချင်ပြည်နယ်မှာမြို့နယ်အများစုကိုတိုက်ခိုက်သိမ်းပိုင်နေတဲ့ KIO KIA နဲ့အကြံဖတ်စစ်တပ်အကြားမှာအပြစ်ရရေးဆွေးနွေးဖို့ရှိနေတဲ့ဆိုတဲ့သတင်းတွေကို KIO KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကညင်းဆိုလိုက်ပါတယ်။မနေ့ကရန်ကုန်ခေတ်သစ်သတင်းဌာနက KIO KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကိုတည်တံ့ဆက်သွယ်မေးမြန်းချိန်မှာဗိုလ်မှူးကြီးနော်ဘူးကအခုလိုဖြေဆိုလိုက်တာပါ။အရခတတော် EA ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါဝင် EA ကောင်းဆောင်တွင်နဲ့ချင်းညီနောင် CB အဖွဲ့တို့တွေ့ဆုံပြီးအချက်ဖတ်စစ်တပ်ရဲ့တံပြန်ထိုးစစ်ကိုခံမှန်းပြင်ဆင်ပူးပေါင်းမှုအပြင် စည်ရင်နိုင်ငံရေးစီးပွားရေးပူပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ကြတယ်လို့ချင်းညီတော်ပြောရေးဆိုခွင့်ရှိသူ Slime Yoman ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ10ရက်နေ့ကပြုတ်လုတဲ့ချင်းညီတော်ရန်မုံငွေရှာဖွေပွဲမှာပြောတော်တာဖြစ်ပြီးတွစ်ဆုံပွဲကိုတော့အော်တိုဘာလအတွင်းကပြုတ်လုသွားတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီတွစ်ဆုံမှုနဲ့ပတ်သက်လို့မှတ်တမ်းဓာတ်ပုံတွေထုတ်ပြန်ဖို့ရှိတယ်လို့လဲ Slime Yoman ကရန်ကုန်ခေတ်ကိုပြောထားပါသေးတယ်။ မြန်မာနိုင်ငံကိုစံနာသိမ့်မှုနဲ့ချွတ်ချုံကြအောင်ဖျက်ဆီးလိုက်တဲ့အကြမ်းဖက်စစ်တပ်ကပဲတဖန်ပြန်ပြီးတော့ NLD အစိုးရကဒီမိုကရေစီစနစ်ကိုရွေကျက်ရှိရှိဖျက်ဆီးခဲ့မှုကိုသူတို့စစ်တပ်ကပြန်လည်တိဆောက်ပေးနေရတယ်ဆိုပြီးစစ်တပ်ရဲ့ဝါရဖြန့်ကြီးခေါင်းဆောင်အကြမ်းဖက်ဇော်မင်းထွန်းကိုယ်တိုင်ပြောဆိုလာပြန်ပါတယ်။ဒါကြောင့်ဒီကနေ့နိုဝင်ဘာလ17ရက်နေ့မှာပဲအကြမ်းဖက်စစ်တပ်ရဲ့လက်ကင်ဒုတ်ဝါရဖြန့်သတင်းစာတွေကနေရောဝါရဖြန့် channel တွေကနေပါအကြမ်းဖက်ဇော်မင်းထွန်းကပြောဆိုလာပြန်တာပါ။